ဖွင့်လက်ကြောင်းကိုရှင်ဘဒ္ဒန္တနာဂဝန္တကကျင်းညာပြီးတဲ့နောက်အဘိဓဇမဟာရထဂုရုညောင်ရမ်းဆရာတော်ဖရာတန်ဃာယနာအခါနာကိုအုပ်ချုပ်တော်တန်ဃာနာယကအဖြစ်ဆောင်ရွက်တော်မူရာသမှုတိပေးတော်မူသည်တွင်တန်ဃာနာယကဆရာတော်ဖရာကြီးဟာထေရသနပလင်တော်တက်သူတက်ကြွတော်မူပါတယ်ပိဋကစုံလင်ပြီဖြစ်တဲ့လျောက် သံဃာယနာပူဇနီယမင်္ဂလာထောမနာဂါထာကိုဥဆိုင်ကျော်က၎င်းဩဘာသာကိုသာသနာ့ဝန်ကြီးဥဝင်းက၎င်းဖတ်ကြားလျှောက်ထားပါတယ်ဘုရားဝါဒနိုင်ငံတော်များကိုစားသာသနာဒါရကအဖြစ်ခံယူကြောင်းကိုနိုင်ငံတော်သမတအကြီးကလျှောက်ထားပါတယ်ဆက်လက်ပြီး ယခုဖရာတော်များခစ်တွင်သာသနာတော်ရှင်လျားထွန်းပြောင်းစေရန်ကြီးရွယ်ချက်နှင့်အစိုးရနှင့်နိုင်ငံတော်လူထုတို့၆ပြိမ်မြောက်သံဃာယနာတင်ကြရာစီမံကြိုးဝါရန်၌ယခုကောင်းမွန်မြတ်သောအချိန်အခါရောက်ပြီဖြစ်ပါ၍သံဃာယနာမဟာဓမ္မသဘင်ကိုတပည့်တော်ခွင့်လှစ်ပြီဖြစ်ပါကြောင်းသံဃာတော်အရှင်မြတ်တို့အားရိုသေစွာဥခိုက်လျှောက်ထားပါကြောင်းနှင့်ဖတ်ကြားလျှောက်ထားပါသည်သံဃာယနာပစ္စည်းလေးပါးဒါကခံယူကြောင်းကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ဥက္ကဋ္ဌကြီးသာဥသင်ကနိုင်ငံတော်ကိုစားပြောက်ထားပါတယ်ယူရီးယားသာသနာပိုင်းတဝန်ကွာကိုဖရာဝိမလဓမ္မကဖာကြားလျှောက်ထားရ၌ဤကဲ့သို့ကဆုံးလာပြီးဗုဒ္ဓနေတွင်သတ္ထသံဃာယနာဓမ္မသဘင်ကြီးစတင်ကျင့်ပါနေပြီဟုကြားရသဖြင့်အထူးဝါမြောက်မိပါကြောင်းစသဖြင့်ပေါ်ပြလျှောက်ထားပါတယ်အင်ဒရိယသမတ္တကြီးတမွန်စွာကိုမြစ်တာချက်တုကဖာကြားလျှောက်ထားရမှာ ယခုမဟာဓမ္မသဘင်ကြီးသည်သာသနာတော်ကြီးပွင့်လင်းစေရုံမျှသာမကယခုခေတ်လောကကြီးငြိမ်းချမ်းရေးစိတ်ဓာတ်များကိုပါဖြစ်ထွန်းနိုင်စေပါသတည်းလို့ပေါ်ပြလျှောက်ထားသွားပါတယ်ဒီဘောဗေမင်းမြတ်ဤတဝန်တော်ကိုဝိမလဒေဝီကဖတ်ကြားလျှောက်ထားပါတယ်ဖတ်ကြားရမှာသံဃာယနာတင်ဓမ္မသဘင်ကြီးသည်ယခုခေတ်ကဘာကြီးကငင်းညာရေးတို့ပို့ဆောင်နေပါပြီဟု ယုံကြည်မိကြောင်းပေါ်ပြလျှောက်ထားပါတယ်ဘင်္ဂလာကညောင်ရဆရာတော်ဘုရားကြီးကတန်ဘေသကထာများကိုကျမ်းလာပြီးဒီနောက်တန်ဂီတိကာရကဆရာတော်အရှင်မြတ်တို့အားပါဠိညာမှာနှစ်ပါးသာဖြင့်ဩဝါဒစကားမင်ကြတော်မူပါတယ်ပထမနေ့တွင်ဝိနည်းပိဋကပထမပါရာဇိကာကိုပါဠိမြန်မာနှစ်ပါးသာဖြင့်အမေအဖြစ်ပြုလုပ်ပြီးနောက် ပါရာဇိကပါဠိတော်ကြီးကိုသံဃိတိကာရကဆရာတော်များသူပေါင်းရဆိုတာသံဃာယနာတင်တော်မူကြပါတယ်နေနေတပြိုင်နဲ့ပိဋကများကသာဓုသုံးရင်ခေါ်ပြီးတကလားပထမနေ့အခါနာကိုရုပ်သိမ်းလိုက်ပါတယ်ခင်ဗျာ ဒုတိယနေ့မှာတော့နိုင်ငံတော်ဝန်ကြီးချုပ်ကိုရိုင်းဆရာတော်သံဃာတော်များနဲ့လျှောက်ထားဆွေးနွေးပြီးနိုင်ကညောင်ရမ်းဆရာတော်ဖရာကြီးသေရာကနဗလင်သက်တို့အရောက်မှာအခါနာကိုဖွင့်လှစ်လိုက်ပါတယ်ပြိဿဟာဖြစ်ရင်ပထမနေ့ကတည်းကပင်ပုံမှန်များပြားလို့လာခဲ့ပါသေးတယ် သာသနာတော်အတွက်ရှိစွာတည်မြဲရေးအတွက်သာသနာတော်ပြည့်စုံရေးကိုပဋိယတ္တိပฏิပတ်တိပฏิဝေဒစသည်သာသနာ300ထွန်းကားမှသာသာသနာတော်ကြီးတိရခိုင်နေနိုင်ပြီဖြစ်ဟာအရင်းမူလရေသားမြင့်ဖြစ်သည်ပฏิယတ္တိသာသနာတော်ကြီးကိုပြည့်စုံရန်အရေးကြီးလာသဖြင့်ဤသို့သက်သာသံဃာရဏတင်အားခြင်းဖြစ်ကြောင်းများနဲ့တယောက်ထားပါလေ။ ရဲ့တဝန်းတော်ကိုဒေါက်တာကနန်ဂရကဖတ်ကြရမှာနဗီရောင်တို့ဒီရှေးခင်ကတဲ့ပူးတွဲပြီးသာသနာတော်ပြန့်နှံ့ရေးနဲ့ငိမ့်ညာရေးကိုရယူနိုင်သွားပါပြီတဲ့ဖြင့်ပေါ်ပြလျှောက်ထားသွားပါတယ်အင်းဒီနိုင်ငံတော်ဝန်ကြီးချုပ်စရီနေလူရဲ့တဝန်းတော်ကိုမစ္စစ်ပန်နစ်ကဖတ်ကြားပါတယ်ဖတ်ကြားရမှာဝါရအလုံးတဲ့သူမြတ်သည့်ဖရာရှင်ငိမ့်ညာရေးဒေသနာသည်ဒုက္ခအပေါင်းဖြင့်လွှမ်းခြုံညှို့ငယ်နေရကြတော့ဤကဘာဖို့ သူတို့ရဲ့လူလားအပါဒရီအစရှိတဲ့ပြန်သင်ပြလျောက်ထားပါတယ်ဂျပန်နိုင်ငံတော်ဝန်ကြီးချုပ်မစ္စတာယိုရှိဒါ၏တဝန်တော်ကိုဂျပန်နိုင်ငံမစ္စတာကိုနာရကကဖတ်ကြားရမှာသာသာအတူတူညီကြတော့မြန်မာဂျပန်နှစ်ပြည်တော်၏ချစ်ကြည်ရင်းနှီးမှုကိုတိုးတက်ရရှိမယ်အခမ်းအနားကြီးဖြစ်ပါပေတယ်လို့သင်ပြလျောက်ထားသွားပါတယ် ဒီဘောနိုင်ငံတော်ဝန်ကြီးချုပ်ဤသဝန်တော်ကိုဘိက္ခုအမရတအနန္ဒကဖတ်ကြားပြောက်ထားပါတယ်လူကျူကျုံဝန်ကြီးချုပ်ရဲ့သဝန်တော်ကိုမစ္စတာအင်ရှင်တဟာရကဖတ်ကြားပြောက်ထားပါတယ်ဂျူရီယာဘရင်နဲ့ဝန်ကြီးချုပ်ကိုစားဘုံမှုချုပ်ကပ်ကိုစရာကလျှောက်ထားရမှာယဉ်ကျေးမှုဒလိထုံးစံနဲ့တူညီကြတော့အရှိအအားတိုက်သားများသည် ုဒ္ဓရှင်တော်ညကြီးသုံးမဩဝါဒဖြင့်ဉာဏ်ဉာဏ်ရေကိုရယူနိုင်ပါမှကမ္ဘာဉာဏ်ဉာဏ်ရေရတော်မူဖြစ်ကြောင်းနဲ့ဖတ်ကြားအစဉ်ခံပါတယ်ဒီနေ့ဆန်းနိုင်ငံတော်ဘုရင်မရဲ့တဝန်လွှာကိုတော့အထုတ္တမမစ္စတာဂိုဘုကဖတ်ကြားလျှောက်ထားပါတယ် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ဒုတိယဥက္ကဋ္ဌတရားဝန်ကြီးချုပ်ဦးသိန်းမောင်ကအနာဂတ်ဗုဒ္ဓသာသနာအဖွဲ့ရည်ရွယ်ချက်လုပ်ငန်းများကိုပျောက်ကြားပါတယ်ဒီနောက်စေတကောင်ဗုဒ္ဓဘာသာတဲ့ဥက္ကဋ္ဌဆရာတော်ဒီပင်ကရာသတိဇာမထေဇာမတိပြည်ဆရာတော်ညာတိလောကမထေနဲ့ပြည့်နံပြည်ဆရာတော်များကတန်ဖေသကထာများလျှောက်ထားကြပါတယ် ဂျပန်ဆိုတာကွန်ဆလရောအဖွဲ့ခေါင်းဆောင်ဒေါက်တာမကုတိုနာဂအီကဤသမားတော်ကြီးတို့တဲရောက်ကြီးညိုခွင့်ရတယ်ကိုအထူးဂုဏ်ယူမိကြောင်းနဲ့လျှောက်ကြပါတယ်စစ်တင်နိုင်ငံတော်အစိုးရကွန်ဆလရအဖွဲ့ခေါင်းဆောင်မဟာရတ်ကူမာနန်ဂီယာရာတန်ဒေသကထာပြင်လျှောက်ကြပါတယ်ခင်ဗျာပါရီတရားကာနာဟုသောသမ္မတိအဝရောဘန္တိသမ္မတိ သောဒုတိယပါရတိကသိက္ခာပုံ၌ပြည့်စုံခြင်းကဘေဝန္နိငါခြင်း။ဩဒုတိယပါရတိကသိက္ခာပုံ၌ကာယ द्वारा ဝစီ द्वारा ကိုကိုတောက်ပြီးခြင်း။ကာယ द्वारा ဝစီ द्वारा ငါကနာတို့မှာ အာဟုသောခေါ်သာသည်တို့အဝင်ရောက်ဟာမတိချင်းတောင်းချောက်ခြင်းသည်ဤသို့ခြင်းသာပတိဖြစ်ပါသည်အရှင်ဘုရားသဘင်ကြီးကိုကြီးညိုဖို့အနှက်မကြသေးတဲ့ရိပ်သက်ကြီးဟာလဲအခါနာအစီအစဉ်ကိုအပြင်ကပဲနားထောင်ကြားနာလျက်ရှိနေကြပါတယ် ။နိုင်ငံတော်အစိုးရသာသနာရေးဝန်ကြီးဦးဝင်းကတန်ခါတော်ရှင်သူမြတ်တို့အားယခုသံဃာရဏတင်ညှိ၌ပြည့်ပုပ္ပအခရာချွန်ရမှုတို့ကိုပြင်းပြင်းထိပ်ဖြတ်သောပါဠိဝိသောရဏကိစ္စနှင့်တိပြစင်ကြယ်ပြင်းစင်ကြီးဘိက္ခတော်များကိုကဘာတို့ဖြန့်ချင်ရန်ကိစ္စနှင့်သုံးဘုရားဘာသာနိုင်ငံအားလုံးတို့သာသနာတော်ကိုပြည့်စုံချင်းမြောက်လို့ရှင်ကိစ္စဟု၍အချက်ကြီးသုံးချက်ရှိရာ သာဝရ၌သာသနာယံသူယံနှောင်းအလေးစီဒုတ်တိလာတို့ကိုနှိမ်နှင်းရမှာအရှင်ဘုရားများတို့မှပြတ်သားစွာဆောင်ရွက်ပေးတော်မူခြင်းတပည့်တော်တို့ဘက်မှလည်းသုံးလုံးတမန်ကုညာရှိပါကြောင်းနဲ့အန်ကြာလျှောက်ထားပါတယ်ကမ္ဘောဒီးယားနိုင်ငံနဲ့တကွအခြားဖေရဝါဒနိုင်ငံတို့ကပေးရကြသောဗုဒ္ဓရုပ်ပွားတော်မြတ်တို့ကို ာသနာရေးဝန်ကြီးဦးမင်းကရဟန်းရှင်သူပရိသတ်ရှေ့မောက်တွင်တန်ခနာယကညောင်ရမ်းဆရာတော်ဖရာကြီးလက်သို့ဆက်ကပါတယ်ငါသာသနာပိုင်းသုံးလွှာလို့သဒ္ဒန္တဖရာမဟာပရာဘိကဖတ်လျောက်ပါတယ် သီရိလင်္ကာရွှေချင်းမိကာယခရခကတ္တပါယီတဝန်တော်ကိုဗဒ္ဒန္တဗုဒ္ဓရခိတကဖတ်လျက်ရမှာ အချို့ရိုင်းနှိပ်ထုတ်ဝေထားတော့ဘိဒကတော်များသည်ချွတ်ချော်မှားရင်ဖြစ်ရှိရာဤသို့သံဃာရဏတင်ခြင်းဖြင့်တုတ်တင်နိုင်ကြောင်းပြောက်ထားပါတယ်အိန္ဒိယနိုင်ငံမဟာဘောဓိအစဉ်ကိုစားမစ္စတာဂုတ်စ်ကပြောက်ထားပါတယ် ဗမာလီဗုဒ္ဓဘာသာအသိသဘောထားကိုတောက်ကအာရဒိန္ဒဘရူဝါက၎င်းဂျပန်နိုင်ငံဗုဒ္ဓဘာသာအသိညာဤသဘောထားကိုအရှင်တန်ရိုးသာသာကိက၎င်းဖတ်လျောက်ကြပါတယ်လောနိုင်ငံဗုဒ္ဓဘာသာအသိသဘောထားကိုနိုင်ငံများ၏ဌာနအကြီးအကဲမြစ်စာခန်းချံပရာဒိတ်ကဖတ်ကြလျောက်ထားပါတယ် မလာယူဒီမှာမိတာခူးဆူခြင်းကလည်းဤဓမ္မသမင်းကြီးလဲအောင်ကြည်သည်ကဘာအားအမှောင်ခွေးအလင်းဆောင်ကြီးရောင်ကြီးကြီးဖြစ်ပါကြောင်းနဲ့ကြောက်ထားသွားပါတယ်ပြီးကင်းလို့တရုတ်ပြည်ဘုရားဗလာသိသဝန်ဝါကိုဥပဆွေကဖတ်ကြားရမှာလူအပေါင်းတို့ညီညာရဲ့အတွက်ဤဓမ္မသမင်းကြီးသည်အကျိုးဖြစ်ထွန်းပါစေသတည်းလို့သူ့မုံကောင်တောင်းလိုက်ပါတယ်

။အင်ဒိုနီးရှားနိုင်ငံတော်အတွက်မစ္စတာအာတီယန်တီယိုကတန်ဒေသကထာကိုဖတ်ကြားပြီးနောက်ကမ္ဘာ့ဘုရားဘာသာသင်းကြီးဥက္ကဋ္ဌဒေါက်တာဂျီဘီမလာလာဆေကာကလျှောက်ကြားပါတယ်။ကျွန်တော်မှာအသိပင်ရဥစ္စာနဲ့ဝိသေသကအဖြစ် အဲ့ဒါဟာပန္တိတံမဟာသီစီအရောင်းနဲ့တိပိတကဒရအရှင်ဝိသိတသာရာဘိဝန္တတို့ကဆောင်ရွက်ကြတဲ့အခါမှာနည်းနည်းအားဖြင့်ဒေသနာတော်ကိုတရားတရားနဲ့နားကြားဝင်ရကြပါတယ်။အဲ့ဒါကဒါ Tuh nama tangki di kara kara. သရုတ်ထပါရဇိကနဲ့တိခါဘုတ်ကိုသူပေါင်းမြို့ဆိုကတန်ခါယနာတင်တော်မူကြပါတယ်ဒီနောက်မှာတော့နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကိုစားရှင်းနေကြုံရှိဥချံထွန်းကမဟာဓမ္မတမင်ကြီးအောင်မြင်စွာပြင်ပနိုင်ခဲ့သည့်အတွက် တန်ဂီတိကာကအရှင်မြတ်တို့အားဝါမြောက်လှစွာအမှုမောဒနာကထာသည်လျှောက်ကြပါတယ်ခန္ဓာပြီးဆုံးသွားတဲ့အခါမှာမိသက်နေတဲ့ပိဋကကြီးဟာအသက်ဝင်လှုပ်ရှားလာသလိုဖြတ်ခွာရပြင်ဆင်ရပါတော့တယ် နိုင်ငံရဲ့တော်ကြီးများဟာလေကမ္ဘာအမွေတစ်ပါးဖြစ်တဲ့သံဃာယန္တနာပင်ဘွဲကြီးကိုအောင်မြင်ထမြောက်အောင်ရွတ်ဆောင်ခဲ့တဲ့အတွက်နိုင်ငံတော်ဝန်ကြီးချုပ်ကိုချီးကျူးကျေးဇူးတင်ပါအကြောင်းနဲ့ကောင်းကြီးစကားများပြောပြကြပါရစေခင်ဗျာ